ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လည်းဘေးနားအလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။ညနေညနဲ့များတဲ့ကြီးကန်တောင်းဟုတ်တစ်ခုထဲမှာတုံနီလို့ခေါ်တဲ့နှမလေးတကောင်နေထိုင်ပါတယ်။သူမယောက်ျားရဲ့နာမည်ကတော့ရာဂျူးပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်လုံးကဘဝကိုပျော့ပျော့ရွှင်ရွှင်ဖြတ်သန်းနေကြပါတယ်။ ဘာဖြစ်လို့လဲဘာကြီးစဉ်းစားနေရလဲရာဂျူကျမတို့အိမ်နာကြာလေးနေရှိပြီဒါပေမဲ့ကျမတို့စီအခုချိန်ထိကိုပိုင်အိမ်ဆိုပြီးမရှိသေးဘူးလေကျမတို့ရဲ့အင်းနီနာချင်းတွေအများစုကပတ်စံရှာပြီးကိုပိုင်အိမ်နဲ့နေကြတာများတယ်တခြားသူတွေအားကြာမကောင်းမှုဆိုပေမဲ့နေပြောတာလည်းမှန်ပါတယ်ကိုပိုင်အိမ်လေးတစ်လုံးရှိဖို့လည်းအရန်လိုအပ်တယ်လက်ထပ်ပြီးကြရကျမတို့ပတ်စံလေးတွေစုထားရှိရဲ့မလားအေးလေရှိရဲ့လေဒါပေမဲ့လည်း ဆူထားရဲ့ပတ်စံတွေကအိမ်တလုံးစောင့်နိုင်ဖို့အတွက်မလုံလောက်ဘူးလေအဲ့ဒါဆိုကျမတို့ဘယ်လိုလုပ်ကြမလဲငါကြားတာကတော့တောင်းအုပ်တရားကျင်းကတချို့ကမြို့ပေါ်တက်ပြီးအလုံးလောက်ကြရတဲ့မြို့ပေါ်မှာအလုံးလောက်ပြီးပတ်စံတွေအများကြီးရှာကြရတဲ့ငါလည်းမြို့ပေါ်သွားပြီးအလုံးလောက်ရင်ကောင်းမလားလို့စဉ်းစားနေရအဲ့ဒါဆိုလဲကျမတို့နှစ်ယောက်တော့မြို့တက်ပြီးအလုံးလောက်ကြမယ်လေမဟုတ်ဘူးတွန်းနီငါတို့နှစ်ယောက်တော့မဟုတ်ဘူးငါတယောက်တည်းပဲမြို့တက်ပြီးအလုံးလောက်မယ် ဲ့ဒါဆိုရှင်ရကျမကိုဒီတော့ထဲမှာတယောက်တည်းနေခဲ့စေချင်တာလားဟင်အင်းရာဂျူကျမရှင်နဲ့အဝေးတနေရာမှာဘလို့မှနေနိုင်မှာမဟုတ်ဘူးမြို့ပေါ်မှာနေရထိုင်ရတာရောစားတောက်ရတာရော ထင်သလားမလွဲကူဘူးငါတယောက်တည်းဆိုရင်အပင်အောက်မှာလည်းအိတ်လိုက်လို့ရတယ်ဒါပေမဲ့ငါနေ့ကိုအဲ့လိုပုံမှန်မျိုးနဲ့မထားနိုင်အောင်လေအဲ့လိုဆိုကောင်းပါပြီရှင်တယောက်တည်းပဲအလုပ်သွားလိုက်ပါဒါပေမဲ့ကိုဟာကိုတော့တေချာခင်းဆိုင်တော့ နောက်နေ့ရောက်တော့ရာဂျူကမြို့ပေါ်သွားဖို့အဆင်သင့်ဖြစ်နေပါပြီ။ရာဂျူကိုဟာကွန်ကျူးဆိုင်နော်။နောက်ပြီးအချိန်မမှန်ထမင်းစားနော်။တိုနီဒီပစ္စံ9000လေးကိုတင်ထားပါ။လက်ထပ်ပြီးရဲ့အချိန်ကစပြီ။အခုချိန်ထိငါတို့နေရာအဲ့လောက်ထိစုနိုင်ခဲ့ပြီပြီ။တကယ်လို့နေနေရာကောင်းကောင်းတွေ့ဒီပစ္စံတွေနဲ့ဝယ်ထားလိုက်ပါနော်။ဟုတ်ပါပြီရာဂျူရဲ့။အဲ့လိုနဲ့ရာဂျူကပစ္စံရှာဖို့အတွက်မြို့တက်သွားပါ යි ။ ရာဂျိုးမရှိငါပါကိုမှတရားစဉ်းစားလို့မရအောင်ငါနာမှာရာဂျိုးမရှိပဲနဲ့ငါလုံးဝမနေနိုင်စိတ်ပြေလက်ပြောက်ဒီနားတော့ဝိုင်းရှော့ပတ်သွားလိုက်အောင်မင်းအဲ့လိုနဲ့ငတ်မလေးတိုနီလဲစိတ်ပြေလက်ပြောက်အပြင်ထွက်သွားပါအဲ့ခါမှာတိုနီကလူစီကိုတွေ့သွားပါဟယ်လိုတိုနီနေကောင်းရဲ့လားဘယ်လိုပြောပြရမလဲရှင်ပုံမှန်တိုင်းပဲပေါ့ဘာများဖြစ်လို့လဲတိုနီဘာဖြစ်လို့အခုလိုပြောရရလဲကျမရဲ့ယောက်ျားရာဂျူဟာ အခုကျမနဲ့အတူတောင်းဟုတ်ထဲမှာမရှိတော့ဘူး။ तू မရှိဘဲနဲ့ကျမနေရတာအဆင်မပြေဘူး။ तू တောင်းဟုတ်ထဲပြန်မရောက်ခင်အချိန်တွင်ကျမမြေကွက်လက်တစ်ခုလည်းရအောင်ပေးရအောင်မယ်။ဘာပြောလိုက်တယ်မြေကွက်ဝယ်မလို့ဟုတ်လား။ဒါမဲ့ဘာလို့ဝယ်မှာလဲ။ကျမတို့နှစ်ယောက်ကကျမတို့ရဲ့ကိုပိုင်အိမ်လေးတစ်လုံးစောက်ချင်လို့ပါ။အဲ့လိုအိမ်လေးစောက်နိုင်ဖို့အတွက်မြေကွက်ရမှာဖြစ်မှာလေ။အော်အဲ့လိုသားဆိုရင်ငါအိမ်ရဲ့မျက်စောင်းထုတ်လောက်မှာမြေကွက်တစ်ခွက်ရှိရဲ့။တကယ်လို့နေဝဲခြင်းနေဆိုရင် အဲ့မိကွယ်ဝယ်လို့ရရလေဟုတ်လားတကယ်ပြောနေရလားအဲ့ဒါဆိုလဲငါ့ကိုအဲ့နေရာစီကိုအခုချက်ချင်းခေါ်သွားပေးလေလူစီလဲတိုနီကိုအဲ့မိကွယ်နေရာစီကိုခေါ်သွားလိုက်ပိုင်းတိုနီရေငါနဲ့ကိုပြောနေရဲ့ရောင်းမယ်ဆိုရင်မြေကွက်ကဒီနေရာပဲဒီနေရာလေးကကျဲလဲကျဲတယ်ပဝင်းကျင်မှာလဲတပင်းနေစိမ့်စုံနေရာပဲအဲ့ဒါဆိုရင်နီဒီနေရာကြိုက်ရလားအေးလေကြိုက်တာပေါ့အရောက်သဘောကြိုက်အဲ့ဒါဆိုရင်ငါ့ကိုနေပစံ၅တောင်းပေးလိုက် ဒီနေရာမှာအိမ်ဆောက်လိုက်လေ။နေဒီနေရာမှာခဏဆောက်နေလိုက်။ငါအိမ်ပြန်ပြီးပတ်စံယူလာခဲ့ပြီမယ်။မြတ်မာလီတိုနီနဲ့အိမ်ပြန်ပြီးရာဂျူသူမောက်ပေးခဲ့တဲ့ပတ်စံ5000ကိုယူကလူစီရှိရဲ့နေရာစီကိုထွက်လာလိုက်ပါ යි ။ရော့ဒီမှာပတ်စံ5000ယူထားလိုက်တော့ပြီးရင်ဒီမီကွက်ကိုငတ်နမဲနဲ့စာကြောချုပ်ပေးလိုက်တော့အေးပါအေးပါစာကြောချုပ်ပေးမှာပါ။ငါအခုပဲမြေကွက်နဲ့ပတ်သက်တဲ့စာရွက် စာတမ်းတွေတွားလုပ်လိုက်ပါမယ်။အဲ့လိုနဲ့ငှက်မာလီတိုနီက လူစီစီယာမြေကွက်ကိုဝဲလိုက်ပိုင်ဒီအရာတွေအကောင်လုံးជីကန်ជីကျူဟာမြေသွားပိုင်ជីကျူဟာတိုနီအပေါ်ကွင်းစင်းမဲဆိုပြီးတွေးလိုက်ပိုင်တိုနီယာသူ့မြေကွက်မှာအပြင်တချို့စိုက်ပြီးရေလောင်းနေပိုင်အဲဒီချိန်မှာជីကန်ជីကျူဟာရှောက်လာပိုင်နေရဘယ်သူလဲဒီနေရာမှာဘာလုပ်နေရလဲဟုတ်ကဲ့ကျမနှမတိုနီပါကျမကျမရဲ့မြေကွက်မှာအပြင်လေးစိုက်နေရပါအဲ့ဒါဆိုနေပြောချင်တာဒီမြေကွက်ကနေဟာပေါ့ဟုတ်တယ်လေ ဒီမြေကွက်ကိုကျမဝယ်ထားပါ။နေလိန်ပြောနေရရရှလိုက်တော့ဒီမြေကွက်ကငါ့ရဲ့မြေကွက်။လုံခဲ့အလားပိုင်းလောက်ကပဲဒီမြေကွက်ကိုဝယ်ခဲ့တာ။မဟုတ်ဘူးမဟုတ်ဘူး။မကြသေးခင်ကပဲကျမလူစီကြီးကနေဒီမြေကွက်ကိုဝယ်ခဲ့တာပါ။ဟုတ်လား။ငါကလည်းဒီမြေကွက်ကိုလူစီကြီးကနေပဲဝယ်ခဲ့တာလေ။ကျမရှင်ပြောတာမယုံဘူး။မယုံဘူး။ဟုတ်လား။မယုံရင်လည်းလူစီကြီးသွားကြမယ်လေ။အဲလိုနဲ့သူတို့နှစ်ယောက်လုံးကအတူတူလူစီကြီးကိုသွားကြပါတယ်။ ဒါပေမဲ့လည်းလူစီကသူ့အိမ်မှာမရှိတော့ပါဘူး။သူတို့လည်းလူစီအိမ်နဲ့ဘေးချင်းကက်အင်ကတိမ်ငတ်မာဟီကို အခုလိုမေးကြည့်လိုက်ပါရင်အရှင်ကဒီအိမ်မှာလူစီနေရဲ့မလားအခု तू ဘယ်ရောက်သွားလဲဟုတ်ပါတယ်လူစီကဒီရဲ့ကွက်ထဲမှာပဲနေရပါဒါပေမဲ့အလို့တခုရှိလို့ခီးထွက်သွားတယ် तू ဒီကိုမြင်မြန်ပြန်လာနိုင်လိမ့်မယ်လို့တော့မထင်ဘူးဩအဲ့တော့ဆိုဘယ်လိုလုပ်ကြမလဲဒီမှာငှက်ပါလေအဲ့မြေကွက်ကငါ့ရဲ့မြေကွက် နေအေးစီစီငါ့ကိုအဲ့မြေကွက်ပြန်ပေးလိုက် မဟုတ်တော့လူစီဒီကိုပြန်ရောက်မလားမချင်းငါနဲ့အိမ်မှာပဲနေနေမှာဘယ်ဦးမှသွားမှာမဟုတ်ဘူးကောင်းပြီလေအခုချိန်ကဘာမှမတက်နိုင်တော့တာဒီငါ့အိမ်မှာပဲနေလိုက်ပါလူစီဒီကိုပြန်ရောက်လာတော့မှပဲအဲ့မီခွဲအကြောင်းဆက်ပြောကြမယ်အဲ့လိုနဲ့ကြီးကန်းကြီးကျူးကတိုနီအိမ်မှာလိုက်နေပါအောင်သူကတိုနီကိုဟင်းအမျိုးမျိုးချက်ကျွေးခိုက်မှအဲ့လိုနဲ့တရက်မှာတော့တိုနီရဲ့အိမ်ကိုတက်တူရွေးချိုတူကရောက်လာပါတယ်ချိုတူဒီအရငါ့ရဲ့အိမ်မေ ငါ့အိမ်ငါ့အိမ်ပြန်ပေးလိုက်တော့ဟာခဏခဏတယောက်ပြီးတယောက်ရောက်လာပြီးဒီမီအိမ်ဒီမီကွက်ငါဟာငါဟာပါဆိုပြီးပြောနေလို့ဘလို့ဖြစ်ပါမလဲအဲ့ခါမှာတော့တက်တူရွေးချိုတူကတိုနီကိုသူ့နားခေါ်ပြီးအခုလိုပြောလိုက်ပါဒီမာတိုနီဒီဂျီကျူကတိတ်ကိုကက်စီနေရနောက်ပြီးအခြားသူတွေရဲ့အိမ်ကိုမကောင်းချံပြီးလိုက်နေပြီးသူများအိမ်မှာကက်စားတာနေဒီအိမ်ကိုငါ့အိမ်ပြီးကြောင်ဆောင်လိုက်ပြီးနေဒီအိမ်ဘွားအစင်ပြီးရန်အနေငယ်လောက်နေရောက်ကြအိမ်မှာသွားနေလိုက် ဲလိုဆိုရင်ဒီကြီးကကြီးကျူလဲသူ့ဘာသာသူပြန်သွားလိုက်မယ်အဲ့ဒါဆိုငါဒီအိမ်နဲ့မြေကွက်ကိုနေနံမင်းနဲ့လွှဲပေးပါမယ်ဒီမြေကွက်နဲ့ပတ်သက်ပြီးပြဿနာအရှုပ်တွေကြောင့်ငါဝင်မပါချင်ပါဘူးတိုနီလည်းအဲလိုပြောပြီးထွက်သွားပါ යි ဒီမှာကြီးကျူငါတိုနီလောက်ရိုးသားဖြူစင်မနေဘူးတရရက်ကြိုင် နေ့အစားနဲ့အစားခတ်ပြီးလဲလာကျွေးနိုင်တယ်ချိုတူးလည်းအဲလိုပြောလိုက်တာနဲ့ကြီးကျူလည်းချက်ချင်းအိမ်ကနေထွက်သွားပါ යි သွားရင်သွားရင်နဲ့တပင်းတပင်းနဲ့ဝင်တိုက်ပြီးမြေပြင်ပေါ်ကျသွားပါယ်။ကြီးရတာငါတိုနီပေါ်မကောင်းတာလုပ်ခဲ့ပြီလို့အပြစ်ပေးခံရတာထင်နေ။ယူသားဖြူစင်တဲ့သူတယောက်ကိုရုပ်မာတာတကယ်မကောင်းနဲ့လုပ်ရပါပဲ။ကြီးကျူးလည်းအဲ့နေရာကနေကောင်းကောင်းကြီးနောက်တရရသွားပါအောင်ရင်။ကိုပိုင်အိမ်မရှိရင်နှမလေးနဲ့ကောင်းဟုံးရင်တော့ငါပေါ့ကွယ်တောင်းတခုမှနှမလေးတိုနီနေထိုင်ပါယ်။တိုနီစီမှာအရင်ဒီစော်မိတ်ဆွေဖြစ်တဲ့ငတ်မလေးလူစီရှိပါယ်။ တို့နှစ်ယောက်ကအမြန်လိုလိုအတူတူရှောက်ပတ်စော်ကစားလေးရှိပါတယ်။တို့နှစ်ယောက်ဟာအချိန်လေးကိုအတူတူပျော်ရွှင်စွာဖြတ်တန်းကြပါတယ်။ဒါပေမဲ့တို့နှစ်ယောက်တော့မှအိမ်မရှိကြပါဘူး။လူစီရေဘာဖြစ်နေရလဲ။နင့်ကိုကြာတာတခုခုဝမ်းနေနေရဲ့ပုံပဲ။နင်ငါဘော်ဒီကိုကြည့်မိရဲ့လား။ငါတကုံတော့အနီဆက်တွေထားပြီးရောင်ရမ်းနေရဲ့။အေးဟာဟုတ်သားပဲ။ဘယ်ကနေဘလို့ဖြစ်သွားလဲ။ညာချင်းတွေငါ့ကိုအသက်ကောင်ကိုက်ပြစ်လိုက်ကြတာ။နင်ကဘာလို့မနှိုးတာလဲ။ နေရာနေ့နေ့ချက်ချက်ကိုအိပ်ပျော်နေရလေအဲ့ဒါကြောင့်ငါနေ့ကိုမနှိုးတော့တာဒီနေ့ညောငါတို့ဘယ်မှာအိပ်ရမလဲမသိတော့ပါဘူးဒါနဲ့ငါနေရာကောက်တကိုရှာတွေ့ထားတယ်ဘယ်နေရာလဲလာခဲ့ငါနေ့ကိုခေါ်သွားပြမယ်အိပ်နေရာဘယ်နေရာပဲဖြစ်ဖြစ်ရှင်မရှိကိုကျေနပ်ပါပြီအေးပါအဲ့လိုနေရာမျိုးပဲလိုက်ရှာကြတာပေါ့အဲ့လိုနဲ့လူစီနဲ့တိုနီတို့ကညာအိပ်ဖို့နေရာထွက်ရှာကြပါတယ်တိုနီရေနေပြောရနေရာဘယ်မှာလဲ ကြီးနေရပဲလေဒီတစ်ပင်အောင်မှာငါတို့အိတ်ကြမယ်လေဘာပြောလိုက်တယ်ထပ်ပြီးတစ်ပင်အောင်မှာအိတ်ရမယ်ဟုတ်လားမဖြစ်ဘူးချင်းရီအများကြီးကိုက်လိမ့်မယ်အဲ့ဒီတော့နေစိတ်မပူပါနဲ့လူစီရဲ့ဒီနေရာမှာရှင်မရှိပါဘူးဟုတ်လားဟုတ်တယ်ဒါပေမဲ့ငါတို့ဒီမှာနေဖို့အတွက်ခွင့်တောင်းရအောင်မယ်ဘသူစီရခွင့်တောင်းရမှာလေဒီတစ်ပင်ပေါ်မှာကြီးကဲတကောင်နေထိုင်နေသူစီရခွင့်ပြုချက်ရမှငါတို့ဒီမှာနေလို့ရမှာဩအဲ့လိုလား ိမ်ကြီးကံခေါ်လိုက်လေငါတို့စကားပြောကြည့်ကြမယ်အေးအေးခေါ်လိုက်မယ်အဲ့လိုနဲ့တိုနီနဲ့လူစီတို့ကကြီးကကြီးကခွင့်တောင်းပြီးတပင်းအောင်မှနေထိုင်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်အမကြီးကျူရေအမကြီးကျူဘာတူလဲအမကြီးကျူရေကျမနဲ့များတိုနီပါ तू ကတော့လူစီပါအေးအဲ့တော့ငါဘာလုပ်ရမှာလဲငါနဲ့ဘာပတ်သက်စရာရှိလို့လဲတကယ်တော့ကျမတို့ကအမနဲ့စကားပြောချင်လို့လာခဲ့ကြတာပါငါကတော့ဘသူနဲ့မှစကားမပြောချင်ပါဘူး ဂျီဂျူကသူတို့နဲ့စကားတော်မပြောချင်သလိုသူတို့ကလည်းဘာမှပြောခွင့်မပေးပါဘူး။ငါတို့ဒီကနေသွားကြရအောင်။ "तू ကငါတို့နဲ့လည်းစကားမပြောချင်သလိုငါတို့ပြောတာကိုလည်းနားမထောင်ချင်ဘူး"တဲ့။စိတ်ရှိရှိထားပါလူစီရဲ့။ဘလုံနီးနေပဲဖြစ်ဖြစ်ငါတို့ဒီညမှာနေနိုင်ဖို့သူ့ကိုရှာအောင်ပြောရမှာပဲ။မဟုတ်ရင်ချင်းခိုက်တံကိုခံနိုင်မှာမဟုတ်ဘူး။အေးပါ၊နေစကားပြောကြည့်လိုက်။နားထောင်ပြီးပါအမဂျီဂျူရဲ့။ကျမတို့ကမိဘမဲ့တွေပါ။ကျမတို့စီမှာနေစရာအိမ်လည်းမရှိပါဘူး။ တကယ်လို့အမသာခွင့်ပြုမယ်ဆိုရင် ကျမတို့ဒီပင်အောက်မှာအတိုက်လေးဖွဲ့ပြီးနေကျင်လို့ပါဒီပင်အောက်ကနေရာလို့ကိုနင်တို့ပြအောင်နင်တို့ကအယူများမှတ်နေလားငါနင်တို့လိုမိပါမယ်စီးရဲသားရင်လည်းစကားမပြောတာအဲ့လိုမပြောပါနဲ့ကျမတို့ကမိပါမရှိဘူးစီးရဲပါတယ်ဟုတ်တယ်ဒါပေမဲ့ကျမတို့ကကုန်ချက်တည်ရှင်းငှက်တွေပါ ကျမတို့ရှေ့ကျော်လာပြီးအကူအညီတောင်းမိရကျမတို့အချိန်ကုန်တာပဲအဖက်တင်ပါတယ်တကယ်လို့ကျမတို့ဒီမနီကအမောင်းအနှောက်ရှက်ပေးတဲ့လိုမျိုးဖြစ်နေမယ်ဆိုရင် ကျမတို့လာစားပေးပြီးနေပါမယ်။ဘာပြောလိုက်တယ်။နင်းတော့ငါ့အောင်ပတ်စံပေးမယ်ဟုတ်လား။ငါကပတ်စံမလို့ဘူး။ငါယောက်ျားဒူပိုင်းမှာအလုံးလုံးနေရ။တလားတလားအောင်သုံးပုံကလေးအများကြီးပို့ပေးရ။နင်းတို့တို့တောင်းစားရိစီကပတ်စံယူဖို့မလို။ငါစီးရဲသားတွေနဲ့စကားပြောတာမကြိုက်ဘူး။နင်းတို့နှစ်ယောက်ဒီကနေထွက်သွားကြတော့။ជីဂျူးကတိုနီနဲ့လူစီကိုအရှက်ခွဲပြီးမောင်းထုတ်လိုက်ပါ යි ။ညာရောက်လာပြီ။ဒီချင်းတွေကငါတို့ရဲ့အသေးတွေအကုန်ကိုက်ဆုပ်ပစ်လိုက်လိမ့်မယ်။ ဖျားသခင်ကငါတို့တိချပါကူညီပေးပါပါ။သူတို့နေရာစကားပြောနေကြတဲ့အချိန်ပါပဲ။ရုတ်တရက်သူတို့ရှိကိုရွှေတင်ကားပြတပြကြလာပိုင်း။အဲ့ဒါလေးကမော်တင်ကားပြဖြစ်ပြီးသူတို့ကိုစကားထပြောပိုင်း။ငါနေတို့ပြောနေရတဲ့အကောင်ကြားလိုက်တယ်။အဲ၊နေကဘလို့လို့ပြီးစကားပြောနိုင်နေရလဲ။ငါကမော်တင်ကားပြလေ။ပြီးတော့ငါကနေတို့အိမ်တလောင်ပြီးတော့မလို့။ဘလို့ပြီးမှလဲ။အခုချက်ချင်းငါ့ကိုအိမ်ဖြစ်ပြောင်းလိုက်မယ်။ အဲ့လိုနဲ့မော်တင်ကားပြားလေးကနေအိမ်လှလှလေးတလုံးပြောင်းသွားပါ යි အိမ်ဒီကနေစပြီးတိုနီနဲ့လူစီတို့ကအဲ့အိမ်ဒီထဲမှာပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်သွားကြပါအောင်